तू ကဟလာလုတ်သမျှဖြစ်မယ်ဆိုတော့မှန်းချက်နဲ့ तू တာထွက်ကိုနော်အများကြီးအချိန်နဲ့တော့တင်လိုက်တာပေါ့ဗျာတင်လိုက်တာပဲနှစ်ရက်နေမှာဆိုင်းနေထိုးတယ်တကဘာလုံးကို तू ကဟလာဟိုပုံစံတော့မတူဘူးပေါ့နော်ချလိုက်တယ်အဲ့တော့ तू မှန်းလို့မဖြစ်ဘူးရပိုင်းတော့မှာနှစ်ရက်နေမှာဆိုင်းထိုးတယ် effect ဖြစ်တာကိုယ့်ရဲ့နေမှာဖြစ်တာတပတ်ပေါ့ကိုယ့်ရဲ့နေမှာဆိုင်းနေအကုန်ပြတဲ့ခါမှာ तू ရှော့လိုက်ရပြီလေပထမဆင့် โอเคเสียอุเซนเทพเค้าเนี่ยอกูอเมริกันตํารวจโดนัลด์ทรัมป์ก็เอปริล2เนี่ยเนี่ยป่ะเนาะ तू อ่ะ liberation day ဆိုပြီး तू จินญาတယ်จินญาเลยဆိုတော့ तू อเมริกันลွတ်မြောက်ပြီပေါ့ဆိုလိုတာကတကဘာလုံးอ่ะ twin กုံနေအားလုံး तू อခွန်စီးချက်မယ်ဆိုပြီး तू จินญาလိုက်တယ်ဆိုတော့ဒီမတိုင်ခင်ကလည်း तू อ่ะဟိုเม็กซิโกကနေဒါနဲ့ဒီတရုတ်ဥရောပတို့ကို तू อ่ะအဲ့မှာအခွန်စီးချက်ဘူးလုပ်တယ်ပြီးရင်တလရက်ဆိုင်နဲ့ကစားနေတယ်ပြီးတော့အခု2ရက်နေမှာလုံးဝတကဘာလုံးကို तू จินญาလိုက်တယ်จินญาလိုက်ပြီးတော့ တခါပြန်ပြီးအခုမကြသေးခင်ကပဲရက်60စိုင်းငံ့နေပေါ့နော်လှုပ်ပြန်ဟောလှုပ်ပြန်လိုက်တဲ့ခါကျတော့တခါတရုတ်ကိုတော့သူကလုံးဝထိုးတင်လိုက်တဲ့ခုံဆိုတော့ဒီအချိန်နေမှာဟို stock market ကလည်းလုံးဝဈေးတွေကျပြီးကမောက်ကမတွေဖြစ်ကုန်တဲ့တကဘာလုံးမှာဈေးကွက်တွေဆိုတော့ဒီအနေထားကိုကျွန်တော်တို့လေ့လာတွေ့ရှိရတာပေါ့သတင်းတွေရလေဆိုတော့အဲ့ဒီအမေရိကန်မှာဖြစ်နေတဲ့တမရထရန့်ရဲ့သူလုံနေတဲ့အနေထားပေါ့ဟိုဆရာကလည်းအနီးကပ်လေ့လာစောင့်ကြည့်နေတာဆိုတော့ ်သူဘာတွေလုပ်နေတာလဲနော်ဘာတွေဖြစ်နေတာလဲသူဘာဖြစ်နေတာလဲစသည်ဖြင့်စီးပွားရေးအမြင်ရှုတော့နေဆရာဘယ်လိုမျိုးသုံးသပ်ချက်ရှိလဲအဲ့ဒါကိုအရင်ဆုံးပြောပြပေးပါဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုသက်တွင်နိုင်ဒါကြီးကတော့အလွန်မတန်ကြေပြန့်နေဟိုကမ္ဘာစီးပွားရေးအခြေအနေကြီးတိုက်ခတ်တာဖြစ်ပါလေအဲ့တော့ဟုတ်ပြီအမေရိကန်နိုင်ငံကလက်ရှိသူ့နိုင်ငံရဲ့အခြေအနေတော့တွေးထူနေတယ်နော်ကုန်သွယ်ရေးမှာအရှုံးပြမယ်ကြီးမားတဲ့အရှုံးပြမယ် ရတဲ့အခါမှာဘယ်နိုင်ငံတွေနဲ့ဖြစ်တာလဲကျွန်တော်ပြီးတဲ့ကပြောခဲ့တာဆရာစီမှာလဲကျွန်တော်ပေးထားတယ်ကျွန်တော်ဆွဲရကထိုးလိုက်ပါနော်ဆိုတော့အကြံပြင်းပြောတာပါတရုတ်တို့မက္ကဆီကိုတို့နော်ကနေဒါတို့ဒီနိုင်ငံတွေနဲ့ကုန်ကွယ်တဲ့အခါမှာအရှုံးပြတယ်ဒါပေမဲ့သူ့ရဲ့ပါတနာတွေဖြစ်တဲ့နော် EU တွေရဆိုအဓိကများဂျာမနီပေါ့ဗျာဂျာမနီတို့အိုင်ယာလန်တို့ကြတယ်သူကလည်းဟပေးထားတယ်နောက်ဂျပန်ရှိတယ်နောက်ထိုင်းရှိတယ်ဗီယက်နမ်ရှိတယ်ဒီနိုင်ငံတွေကတော့သူ့ရဲ့အဓိကသူ့နဲ့အလွမ်းအလွမ်းတဲ့ပါတနာတွေဆိုတိတ်ပြီးသူက ဟိုဘယ်လိုကောင်းမလဲဟပေးတယ်ပေါ့နော်ဒါပေမဲ့တရုတ်ကတော့သူနဲ့ပြိုင်ပွဲလည်းဖြစ်တယ်တရုတ်ကလည်းသူကအညိုးထားလည်းပါလိမ့်မယ်နော်အဓိကလည်းပြိုင်ပွဲဖြစ်တယ်ပြင်အများဆုံးလည်းသူမြတ်တရုတ်ကစီးပွားရေးဒီ supply chain ပေါ့ပို့ကုန်တွေကအမေရိကန်မှာအများဆုံးသုံးတာဟုတ်ဆိုတော့အဲ့ဒါကြောင့်သူ target ကအမေရိကန်ကတရုတ်ကိုအဓိကထားတာဗျထားပြီးမှအဲ့လိုလုပ်တဲ့ကသူ့အခြေအနေကအဲ့လိုအရှုံးနဲ့ပြတဲ့ခါမှာဆယ်စုနှစ်ကျော်လောက်နော် trade deficit ဖြစ်တယ်ဟိုကောက်လေကျွန်တော်ပြောခဲ့တယ် ါအဲ့တော့တိုင်းပြည်စီးပွားရေးရရှိမှထီတော့ဒါလုတ်တဲ့နဲ့လုတ်ကိုလုတ်တယ်လို့ကျွန်တော်ကစီးပွားရေးသဘောရပြောလို့ရတယ်အပြင်အကျွေးတွေထူလာတယ်ကျွန်တော်ပြောပြီးခုတစ်ပတ်ကနော်အကျွေးတွေဟာအမေရိကန်နိုင်ငံကနော် budget deficit အဲ့တခုကျန်သွားတယ်ဒီဘက်က budget deficit ဆိုတာတိုင်းပြည်ရဲ့ budget ကိုသုံးတဲ့အခါမှာလုံငွေပြ၆ရက်ခန့်လုံးကျော်တော့ဖြစ်နေတယ်အဲ့တော့သူအကျွေးတွေထူတဲ့အခါဒီအကျွေးတွေရှင်းဖို့လိုတယ်ဆိုတော့ဒါလိုအပ်ချက်ပေါ့။နော်ဒါ theory သဘောရ။ဒါကြောင့်လုတ်တယ်လို့ဒါမှတာမန်ကြည့်လို့ရ။သို့တော့အဲ့ဒီမှာနိုင်ငံရေးတွေပါနော်နိုင်ငံရေးပါ ုနှစ်ရက်နေမှာသူတရားမအနောင်ဆုံးရယ်။ကိုးရက်နေမှာ April ကိုးရက်နေ့ကစအဖက်ဖြစ်တယ်ဒီဥပဒေကနော်အမေရိကန်နိုင်ငံကြီးကမ္ဘာရဲ့ပို့ကုန်ထဲမှာအများဆုံးပြောမယ်ဆိုရင်အမေရိကန်ပြည်သူတွေက consumption ခေါ်တာပေါ့ဗျာတိတ်ကြီးမားတယ်နော်သူတို့ကဟိုပတ်စံလဲရှိတော့ချမ်းလဲချမ်းတော့ consumption မြင့်နေသူတို့ analysis လုပ်တာဟာအဲ့ဒီ tariff တွေအခွင့်အကောက်တွေမြင့်လိုက်တဲ့ကြောင်းအမေရိကန်ပြည်သူတွေကနော်သူတို့ average household လို့သုံးပါတယ်တစ်နှစ်ကိုဒေါ်လာ၄800 ပို့ပြီးသွားတော့မယ်တဲ့အသုံးစိတ်ကြီးတက်သွားကုန်စည်နဲ့ပြောမယ်ဆိုရင်လေမော်တော်ကားဆိုရင် use car လို့ပါမျိုးပေါ့ဗျာမော်တော်ကားတွေက12%တက်မယ်အထူးသဖြင့်အဝတ်ထည်အမေရိကန်နဲ့တော်တော်အဝတ်ဝတ်တယ်နော်အဝတ်ထည်ဆို60%တက်လိမ့်မယ်နောက်ကားအစ်တွေဆိုကားအစ်တစ်စင်းကို2000လောက်ထိ2000 2000ပေါ့ဗျာတန်ဖိုးတွေများသွားမှာဆိုပြောချင်တာကအထွေထွေဈေးနှုန်းတွေတက်မယ်ဒဏ်ကိုခံရတော့ဒီ trend လောက်လိုက်တဲ့ကိစ္စကြီးနိုင်ငံတကာကုန်သွယ်ရေးကိုလည်းပဲထိထိကြိုက်နိုင်တယ်အဲ့တော့ international trade ကိုလည်းသူက reduce ဖြစ်စေတယ် အထူးသဖြင့်သူပြည်သူတွေကစားဝတ်နေပြည်ထောင်ကိုယ်စိမ်းလုံးတက်တဲ့ဒဏ်ခံအဲ့လိုဆိုရင်ကိုယ်စိမ်းလုံးတက်လာလို့လူတွေကမဝဲနိုင်ရင်ဂျီနီမြုံနဲ့လူပြည်ထောင်ရှိမှာပေါ့အဲ့တော့အကျိုးဆက်တွေကအများကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုနကိုယ့်ရဲ့လေးလေးရောက်တဲ့အခါမှာအမေရိကန်နိုင်ငံကအထူးဖြင့်ခုနပြောခဲ့တဲ့ stock market ကဒိုင်းလုံးပြုတ်ကြဘာကြောင့်လဲဆိုတော့သူရဲ့အဲ့ဒီကုန်စည်တွေကိုသူကပုံကမျက်နှာကုန်စည်လုံးတက်သွားလို့မဝယ်နိုင်တော့ဘူးဆိုရင်လုပ်ငန်းလုပ်တဲ့လုပ်ငန်းရှင်တွေကကျုံမှာပေါ့ဗျာဟုတ်လားကုမ္ပဏီတွေက အဲ့ဒီမှာပြဿနာတဲ့အခါ stock market ဈေးတွေကမရေရာတဲ့အခါမှာဘာဖြစ်လာဆိုဈေးတွေပြုတ်ကျတဲ့အခါမှာအဲ့ဒီကြက်ကကြီးလာတွန်းအားပေးတာဆိုဒါရင်ဒါကြောင့်မလို့အမေရိကန်သမ္မတ Trump ကပြဿနာတော့ကြီးပြီဆိုပြီးတော့ပြောပါဆိုတော့ရပ်ပေါင်း60เนาะရပ်ပေါင်း60သူ့ရဲ့ rate ကိုလည်းပြင်ပေးတယ် baseline 10%ကိုကောက်မယ်ဒါတော့မှရပ်ပေါင်း60ငါရပ်ပေးတယ်ဖြစ်သွားတာအဲ့ဒီအချိန်မှာဘာဖြစ်လာလဲဆိုတော့တရုတ်ကလည်းသူထင်းတယ်လို့ပေါ့ဗျာဟိုတော့ကဥမာပေးတယ်လို့ပေါ့เนาะတရုတ်ကသူက target ထားလိုက်တယ် ပြောကပါတက်ကထားမှာပြန်တုံပြန်လာတော့တုံပြန်လာတာ तू อ่ะဟေးမင်းကငါလည်းတင်တယ်ပေါ့ခုဘယ်လောက်ဖြစ်သွားလဲ125ရာခိုင်နှုတ်စီကတင်းလိုက်တာနော်တရုတ်က तू at the end ဒီကောင်းမေငါအဆုံးလိုက်မယ်ပေါ့ဗျာမင်းချငါချမှာပဲသူတော့အဲ့လိုဖြစ်တဲ့ခါကျတော့အဲ့တော့ trend ကလည်းပဲ तू ကငါဘူက तू ကအပြောထားတဲ့စကားတိုင်းပေါ့ဗျာ तू ကလေမင်းတင်ငါတင်တယ်ကွာဆိုပြီးလုပ်တော့အဲ့ဒါပြဿနာတက်တဲ့ခါမှာဒါပေမဲ့ဒီကျွန်တော်မီဒီယာတွေမှာတွေ့နေရတော့တန်းတောင်းပေါ့ဗျာ back look သွားပြီမေဒီကံကလောလောဆယ်လောလောဆယ် သူဒါကြောင့်မလို့90သမှတ်ပေးတယ်အော်တစ်ဖက်ကကူဘာဖြစ်လဲဆိုတော့သမတဆန့်က85နိုင်ငံထင်တယ်အဲ့ဒီနိုင်ငံเนี่ย तू ကစကားပြောတယ်ပြောတဲ့အပြင်တရုတ်ကလည်း तू ချတာချတာငါပါ open လုပ်ထားတယ်တဲ့စကားပြောမယ်ပေါ့ဗျာညှိနှိုင်းမယ်ပေါ့ negotiate လုပ်မယ်ပေါ့ဆိုဒါကြောင့်ဒီအခြေအနေမှာတော့ဖြင့်ကမ္ဘာစီးပွားရေးကိုထိခိုက်တဲ့အနေအထားဖြစ်လာလို့လို့အမေရိကန်နိုင်ငံက recession တော့သွားနိုင်တဲ့အနေအထားဖြစ်လိမ့်ပြီလို့ပညာရှင်တွေကသုံးသပ်နေတဲ့အခါမှာ Trump ကသူ့ရဲ့ policy ကိုဘာဖြစ်သွား ြန်ပြောင်းတဲ့သဘောပါခင်ဗျာဆရာအဲ့နေရာမှာဟို तू ကနိုင်ငံ80ကျော်ကသူ့ကိုလာညှိနေပြီတဲ့ဒီအတွက် तू force လုပ်ထားတယ်လို့ပြောတယ်တစ်ဖက်မှာလည်းဟို recession တော့သွားနိုင်တဲ့ store ကကျသွားတယ်ဆိုတော့ဟိုအဲ့ဒါကြောင့် तू ကရက်လိုက်တယ်လို့လည်းပြောတယ်ဆိုတော့အဓိကအမှန်ကဘာလဲသူ့ကိုလာညှိလို့ရက်ပေးတာလားဒါပေမဲ့ तू ကိုယ်တိုင်ဒုက္ခရောက်နေတာလားသူ့ကိုလာညှိလို့မဟုတ်ဘူးဗျာနော်အမေရိကန်နိုင်ငံရဲ့လက်ရှိစီးပွားရေးဟာတွန်းကုန်တွေပေါ်မှာအဓိကစားသုံးသူတွေကမိခိုးနေရတယ်သူကမထုတ်နိုင်ဘူး ထုတ်တာဟာနဲတယ်ပေါ့နော်စီးပွားရေးပုံစံအရဆိုရင်မင်းတကန်ပြည်သူတွေအများစုသုံးနေတာဟာနိုင်ငံသားကသုံးကုန်တော်တော်များများပေါ့ဥပမာပြမော်တော်ကားမော်တော်ကားဆိုလို့ရှိလို့ရှိရင်မင်းတကန်ပြည်သူထုတ်တဲ့ကားတွေရှိသလိုဂျပန်ကားတွေရှိနော်ခင်ဗျားတို့ယူရိုကကားတွေရှိနော်ဂျာမနီကဆို BMW တို့ Mercedes တို့ Volvo တို့နောက်တကခုနပြောတဲ့အမေရိကန်ကုမ္ပဏီတွေကိုယ်တိုင်ကမက္ဆီကိုသွားထုတ်တာရှိတယ်။ကနေဒါသွားထုတ်တာရှိတယ်။ပါစစ်ဆိုလို့ရှိရင်မက္ဆီကိုကနေဒါတရုတ်ကလာတယ်ဆိုတော့ခါကြတော့ ်သူကနိုင်ငံတကာကသွန်းနဲ့သွန်းကုန်တွေပေါ်မိခုံမှုကရှိပြောချင်တာ supply chain ကအမေရိကန်နိုင်ငံဒီသူများနိုင်ငံရဲ့ပစ္စည်းကအားထွားနေရတဲ့အနေအထားရှိအဲ့ဒီအချိန်မှာဘာဖြစ်လာလဲဆိုတော့ခုနကသူက tariff ဆိုတဲ့သွန်းကုန်ခွင်တွေမြင့်တဲ့အခါမှာကုန်စည်နှုန်းတက်တဲ့အခါမှာအဲ့ဒီရက်ကကြီးလာတော့သူ့ပြည်တွင်းစီးပွားရေးက recession သွားလိမ့်မယ်လို့ကြော်ကြားတဲ့ပညာရှင်တွေဖြစ်တဲ့နော် Nobel ဆင်းရဲစုစီးပွားရေးပညာရှင်ဖြစ်တဲ့ Jeffrey Sachs တို့ Stiglitz တို့ကပြောလာပြီးအထူးသဖြင့်အဲ့ဒီပညာရှင်တွေအပြင် အရင်တုန်းကတာဝန်ထမ်းခဲ့တဲ့နော်ဘူပါဥက္ကဋ္ဌတို့လို့ပေါ့နော်အဲ့ဒီစီးပွားရေးပညာရှင်တွေကလည်းတိုင်းပြည်စီးပွားရေးဟာနော် recession ကိုသွားတော့မယ်ဒီ policy ကိုပြောင်းရမယ်ဆိုတဲ့စကားတွေအတန်ကြီးထွက်လာတယ်ပြောချင်တာကအမေရိကန်နိုင်ငံရဲ့စီးပွားရေးကိုထိခိုက်လာဒါကြောင့်မလို့သူကထိခိုက်ကြောင်းချက်ချင်းကိုယ့်ရဲ့နေမှာ stock market ကဈေးကွက်ဒါ stock market ဆိုတာကသူကဆိုင်းကြတာလေ investor တွေကအဲ့တော့ဈေးလက်ထိုးလဲကြပါဘောအဲ့ဒီမှာသူကအခုနဟောဆိုငါရက်တယ်ကွာရက်ပေါင်း60ရက်ပေးလဲ ်တယောက်ကတော့သူတင်းတယ်ကျန်တဲ့နိုင်ငံကြီးရှော့ပြီးတဲ့10% baseline ထားလိုက်တယ်သူပြည်တွင်းအခြေအနေကစီးပွားရေးကျဆင်းမဲ့အလားအလာကိုသွားနေတော့သူက policy ကိုပြန်တယ်သို့တော့နိုင်ငံသမားဆိုတော့လေရတော့မလျှော့ဘူးကော်ဗျာငါ့ကိုယုံမကုသင်းတို့မတက်ပါဘူးဒါပေမဲ့ပြောင်းပြန်ပြစ်နေပြီလေအဲ့ဒါပါပဲဒါကြောင့်မလို့ तू ကသူ့ကိုလာညှိတာမဟုတ်ဘူးဒါကြောင့် तू ကဟပေးတာဟပေးတာခုနပြောတဲ့နိုင်ငံတွေအပြင်သူပတ္တနာတွေပေါ့ဗျာဂျပန်ဟုတ်လားနော်အေရှားတဲ့နိုင်ငံတွေဟပေးတယ်ငါတို့ EU ဟပေးတယ်ခုနနောက်ဆုံးပြောပေါ့ဗျာ တရုတ်ကိုတောင်း तू က open လုပ်ထားတယ်တဲ့ negotiate လုပ်မယ်လို့ပြောပြီးသားပြောချင်တာက तू ကအပေါ်စည်းနဲ့ तू ကလှုပ်လိုက်ပြီးမှအောက်ကလိုက်လိုက်လိုက်လာရောဘာဖြစ်လဲ तू က तू ကဟန်ကိုဖို့လှုပ်ပြီးတော့ तू ကသွားနေရနေတာဖြစ်တာပြောချင်တာဗျာပြောတခြားလှုပ်ချနေထားတော့ရှိနေပြီဟုတ်ကဲ့ဆရာအဲ့တော့ तू က liberation day ပေါ့နော်အကြီးကျယ်ကြီးညာပြီး तू ကလှုပ်တာနေ့ရက်နေ့ရက်ဆရာ negotiate ပြောခဲ့တဲ့အတိုင်းဆိုရင်ဒီ American စီးပွားရေးက तू ကကုန်သွယ်လုံငွေပြမှုကနှစ်ဆင်ရှိနေတယ်အကျွေးရတက်နေတယ်ဘာမဖြစ်မနေတော့လှုပ်ရမယ် ဒါပေမဲ့သူကကုနာလို့အဓိကနိုင်ငံတွေတရုတ်ဥရောပကနေဒါမက္ဆီကိုပေါ့ဒီနိုင်ငံတွေနဲ့အဓိကမလုပ်ဘဲနဲ့သူကနှစ်ရက်နေ့ဧပြီလ2ရက်နေ့မှာ Liberation Day ဆိုပြီးတကဘာလုံးကိုသူ့တွင်းကုန်မှန်တမျှအကုန်သူကအခွန်စည်းကြတယ်ဆိုပြီးတော့အကြီးအကျယ်လှုပ်တာလေဆိုတော့ဒီစဉ်းစားချက်ကသူကဘယ်လိုစဉ်းစားရလဲဟိုသူအလွယ်တကူနဲ့နိုင်မယ်တဲ့ဒါမှမဟုတ်သူ့အကြံပေးတယ်ဘယ်လိုအကြံပေးလို့လဲအဲအဲ့ဒါကတော့ Trump ကသူ့ရဲ့နေချာကရမ်းတယ် private စီးပွားရေးနဲ့နိုင်ငံတော်စီးပွားရေးမတူဘူးလေဗျာနော် ဘာလို့ဆိုနိုင်ငံဆိုတဲ့နိုင်ငံတိုင်းကမှာနော်ပူကျပြနဲ့ပူကြီးမာတယ်လေကျွန်တော်တို့ဘာသာရေးစကားနဲ့ပြောရလို့ရှင်နော်ဗန္နာရေးမူဝါဒတွေငွေကြေးမူဝါဒတွေပါကင်ကြွယ်ဖြည့်ရှင်းရတာအရန်ကာရောလုံးလို့မရဘူး तू ကဘာလဲဆို privacy ဝါရေးမှာ လုတ်ခဲ့တဲ့ तू နဲ့ Elon Musk ကလည်း private company ပဲဆိုတဲ့အခါကျတော့သူ့ရဲ့အနေထားသူ့လာခဲ့တဲ့လမ်းတိုင်းလျှောက်တယ်လို့ကျွန်တော်တို့စဉ်းစားမိတယ်ဗျာတစ်ချက်အပြင်ခုနတစ်ချက်ပေါ့သူ့နားမှာရှိတဲ့စီးပွားရေးပညာရှင်တွေပေါ့ ခုနကျွန်တော်နာမည်ပြောခဲ့တယ်ဒီမှာလည်းသတင်းတွေထွက်ပါတယ်စီးပွားရေးပညာရှင်တွေကလည်းပဲတကယ်နော်ကြွကျင်တဲ့စီးပွားရေးပညာရှင်တွေနဲ့နှိမ့်နှိုင်းတိုင်ပင်တာမျိုးနဲတယ်လို့သတင်းထွက်တယ်ပေါ့ဗျာခုနကျွန်တော်ပြောပါပဲနော်အရင်တော့ဆိုရင်ကျွန်တော်ဒီရောက်နေရကျွန်တော်ကြည့်တယ်ခုနနိုဘယ်နီးယန်းဆူရတဲ့ဟလာစတီဂလီတို့လို Jeffrey Sachs တို့လို့ပညာရှင်တွေကတကယ်နော်စီးပွားရေးပညာရှင်စစ်စစ်တွေကတိတ်ဝေဘာနာပြောဆိုတာနဲတယ် silent ပဲအခုထွက်ပြောနေကြတယ် ပြောနေတာကသူနားမှာရှိတဲ့စီးပွားရေးအကြံပေးတွေကလည်းပဲမှန်ကန်တဲ့စီးပွားရေး policy ကိုမပေးနိုင်တာဖြစ်မှာပေါ့ဒါကြောင့်လေခုကပြောင်းပြန်အကျိုးတရားဖြစ်လာလीရက်ပိုင်းလေးတွန်းကြည့်ပြာအခုမှတစ်ခါတစ်ပတ်တွန်းမှာကိုမြစီးပွားရေးကမောက်ကမဖြစ်လာတဲ့အနေအထားဖြစ်တော့သူ့ရဲ့အကြံပေးတွေရဲ့အကြံပေးမှုလေးနည်းလိမ့်မယ်လို့မြင်တယ်နောက်သူတို့ဒီမှာပြောနေတဲ့ဟာတွေကလည်းပဲဟိုသတင်းတွေထွက်တာကိုကျွန်တော်အချိန်ခံပြောတာပါအဲ့ဒီနေရာမှာမေးစရာရှိလာတာပေါ့ဆရာဟုတ်ပြီ तू ကအခု तू ိုက်မဲ့တိုက်ကွက်ပေါ့စစ်စေးရသူကမဖြစ်နိုင်တော့သူကရက်လိုက်တယ်ရက်60နားမယ်ဒါပေမဲ့တရုတ်ကိုကြောက်သူကလုံးဝတီးတန့်ပေါ့နော်145လီတင်လိုက်တယ်တရုတ်ကလည်း okay ရလား125ပြန်တင်တော့အခုကကုန်စင်းတွေတက်ပြီးတရုတ်နဲ့ဂျာမန်တော်တော်ပြဿနာတက်နေပြီဆိုတော့သူကတရုတ်ကိုအဓိကပြစ်မှတ်ထားတဲ့အကြောင်းပေါ့နော်အဲ့ဒါလေးကိုလည်းဆရာနည်းနည်းထပ်ပြီးတော့ဟိုဘယ်လိုမျိုးရှင်းပြလို့ရအောင်လဲတရုတ်နဲ့ကုန်ွယ်တဲ့အခါမှာတစ်ချက်ကဘာဖြစ်လဲအရှုံးပြနေတယ်နောက်တစ်ခါတရုတ်ကတဲ့တယ်ပြောရင် တရုတ်တို့တက်သွားတာကအမေရိကန်ရဲ့အကူအညီလို့တော့မပြောလို့ပေါ့အမေရိကန်ရဲ့တစ်ချက်က investment အမေရိကန်ကုမ္ပဏီတွေအိုက်သွားလို့တယ် lever chip ဖြစ်တာเนาะ cost of production ကိုနိုင်အောင်လုပ်နိုင်တယ် lever chip ဖြစ်တယ်အပြင်နောက်တစ်ခွက်ပါလဲဆိုလို့ရှိရင်ကုမ္ပဏီတွေက invest သွားတယ်ဤပညာရတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အမေရိကန်အရင်နဲ့ပေါ့ဗျာ तू က export ပို့နိုင်တယ်ဈေးကွက်ပြန်ကြည့်ပြန်တော့လေအမေရိကန်ပြန်ဝယ်ပေးရတော့နှခါနာတာပေါ့ဒါတစ်ချက်နောက်တစ်ခုတရုတ်ကလည်းအားလုံးသိမှာပေါ့ အမေရိကန်နိုင်ငံရဲ့ဤပညာတွေကိုနော်သူတို့က property right လို့ခေါ်တာပေါ့ခိုးတယ်လीနော်တရုတ်ကနော်သူကလည်းတကယ်တော်လဲတော်ပါ TAI ဆိုကြည့် तू ကဘာလဲခင်ဗျာ तू ကတော့မှ deep six ဆိုချလိုက်တယ်ဆိုတော့ပြိုင်ဘက်ဖြစ်လာတဲ့အခါမှာ Trump ကလည်းစီးပွားသမားဖြစ်တော့ငါပြိုင်ဘက်ကိုတော့ငါကအလဲထိုးမယ်ဆိုတဲ့စိတ်ကူးရှိနိုင်တယ်လို့ကျွန်တော်တော့မြင်တယ်နော်တကယ်လည်း तू ကနင့်လာနေတဲ့အခါအဲ့မှာကြွန်သွားတာပေါ့ဗျာ နောက်တစ်ခုကအမေရိကန်ရဲ့စိုးရိမ်ချက်ပေါ့နော်အမေရိကန်နိုင်ငံကြီးတွေအင်အားကြီးတွေလက်နက်ဒေတာဟိုအင်အားအကြီးဆုံးဆိုပေမဲ့တကယ်တမ်းမှာသူတို့သူတို့ထုတ်ပြောလာတာပေါ့နော်အစိုးရဘက်ကဟိုတကယ်တမ်းသူတို့စီမှာခုနဆရာပြောသူတို့ထုတ်ကုန်မရှိဘူးဟိုနံပါတ်1ဆိုအရေးကြီးတဲ့ကွန်ပျူတာချစ်ပြားနေနော်ဒါတွေကသူ့နိုင်ငံမှာထုတ်တာမဟုတ်ဘူးထိုင်ဝမ်တို့တရုတ်တို့တခြားနိုင်ငံတွေမှာဈေးသက်သာနေတယ်မှာသွားထုတ်တာဒီဥစ္စာအင်မတန်အနာဂတ်အတွက်နော်ဟိုနီးပညာရအရေးကြီးတဲ့ဟာတွေနောက်တခြားပစ္စည်းတွေလည်းရှိတယ်သူ့နိုင်ငံက ဟိုထုတ်တာဘာမှမရှိဘူးဆိုတဲ့ခါကျတော့တကယ်တမ်းကဘာကြီးเนี่ยသူပြဿနာအကြီးတက်လာမယ်တရုတ်နယ်ပဲဖြစ်ဖြစ်တခြားနိုင်ငံတွေပဲဖြစ်ဥရောပတွေပဲဖြစ်ဖြစ်ပြဿနာတက်လာမယ်ဆိုရင်အကုန်လုံးကသူ့ကိုပိတ်လိုက်မယ်ဆိုလို့ရှိရင်သူသူ့စီမှာဘာမှမရှိတော့သူကတော်တော်ကြီးကိုဒုက္ခရောက်မဲ့အနေထားပေါ့ဒါဟုတ်အမေရိကန်သူတို့ကကြိုမြင်တယ်လို့ပြောတယ်အဲ့ဒီတော့ကကြိုလောက်တာပေါ့နော်အကုန်လုံးကိုကုမ္ပဏီတွေအားလုံးသူ့နိုင်ငံပြန်ပြီးလာပြီးရင်းနှီးမြှုပ်နှံအောင်ဒီမှာလာတော့အောင်စူးစမ်းတယ်ဆိုတော့သူတို့စဉ်းစားချက်ကလည်းမှားတယ်လို့ပြောလို့မရဘူး ဒါပေမဲ့အခုလုတ်တဲ့အနေထားရတော့လာဖို့ဖြစ်နိုင်ပါမလားအခုသူပုံဖော်ခြင်းတဲ့ပုံစံရပါမလားရလက်ကဟိုဘယ်လိုမျိုးကြိုးတက်ရောက်မှုကဖြစ်မလဲဖြစ်ချင်တာနဲ့ရမရလက်နဲ့ဟိုဆရာဘယ်လိုတွတ်ဆတာလဲဗျအလွန်မတန်တိမ်မွေးပါလေเนาะအဲ့ဒါလေးတွေကခုသူလုတ်ခဲ့တဲ့လုတ်ရနဲ့ကျွန်တော်ထောက်ပြီးမှကျွန်တော်ဆွေးနွေးပြရစီတိကျက်ကလက်ရှိကဘာမှာထုတ်လုပ်မှုပုံစံကပြောင်းသွားပြီလေเนาะ pressure pattern ပေါ့ကဘာကြီးကထုတ်လုပ်တဲ့အခါမှာဈေးသက်သာတဲ့ နေရာတွေကိုဦးစားပေးထုတ်တော့တရုတ်ကျွန်တော်အေရှပေါ့နော်အေရှဆိုအားလုံးသိတဲ့ထိုင်းတို့ဗီယက်နမ်တို့ဒီနိုင်ငံတွေသွားထုတ်တယ်ပြင်ထုံးလုံးပုံစံပြောင်းတဲ့အပြင်နေရာဒေသပြောင်းတဲ့အပြင်ပစ္စည်းသုံးတဲ့ပစ္စည်းကလည်းသူကပုံစံပြောင်းသွားတယ်ခုပြင်ခင်ဗျားကပြောခဲ့တဲ့ chip ပေါ့နော် chip အများဆုံးထုတ်တာတရုတ်နဲ့ထိုင်းမှာတရုတ်နဲ့ထိုင်းမှာလည်းမတည့်တော့ဒါကြောင့်မလို့ made trunk ကထိုင်းမှာသူကစီးယုံထားတယ်သူတက်လာတဲ့ခါမှာထိုင်းမှာဒီလာ invest လုပ် chip ထုတ်တာတော်လည်းကာဘာလုတ်ထားတာပေါ့နော် ဲကြောင့် तू ကလည်းပိုင်ပြီဆိုလို့တဲ့သဘောလိုမြင်တယ်ဒါတစ်ချက်နော် chip chip ပါ chip ထုတ်တဲ့အခါမှာအဓိကအများဆုံးသုံးရတဲ့ဒီဒီကုန်ကြမ်းက red up red up ကဘယ်မှာရှိတယ်လဲဆရာတရုတ်ကအများဆုံးထုတ်တယ်တရုတ်ကလည်းကျွန်တော်ကချင်မြေယူတာလည်းပါပါတယ်နော် तू ကမထုတ်ကျွန်တော်စစ်သွားနေဒါတပိုင်းဒါတော့ရာခိုင်လုံးအပြင်တော့သူပြောရတယ်ပဲကပတ်ရဲ့ဟလာဒီကချင်ကသွားတာကတဝက်လောက်ရှိဆိုတာဒါတော့ကျွန်တော်အဓိကတော့မသိမေးဒါပေမဲ့ဒါကြောင့်ကြည့်လိုက်ပါအခုယူကရိန်းနဲ့ရုရှားနဲ့ပြဿနာတက်တဲ့အချိန်မှာဖရန့်က ။ तू လက်တက်လာရောဇယ်လင်စကီစီကသူဘာ offer လုပ်တယ်လဲ။ Brian Atoko ကို तू request လုပ်တယ်လေ။အဲ့ဒီ Putin နဲ့ဒီဟိုဂျာမား Ukraine ဂျာမားဒီပြဿနာကို तू ဆ ਿਆ ယဝင်လုပ်ပြီးမှအဲ့ဒီက Ukraine စီက raw art ကိုထုတ်ဖို့တော့ तू ကကြံစီတာ။အကယ်၍တရုတ်ကလုပ်လာရင်တစ်ချက်ကိုနှစ်ချက်ပြဖို့ဗျာ။ကုန်ချမ်းကိုရဖို့တော့ तू ပြင်တာ။သူ့စီကိုလည်းဟောင်ကောင်ကိုဟောင်ကောင်ကထုတ် authority ထိုင်ဝမ်ကထုတ်တာဒီလို invest လုပ်မယ်ဟိုကလည်းအဲကျွန်တော်ကတော့ amount တော့မေးနေတယ်ဗျ။နော်ဘီလီယံ900လားမသိဘူး။ เนาะ company 3ခုလောက်က chip အပါဝင်ပေါ့เนาะဒါမှဒီမှာ invest လုပ်ကို credit ပေးရရှိတယ်အဲ့ဒါနေသူကပြင်တာဒါပေမဲ့သူကမှန်းချက်နဲ့နှမ်းတော့မကြိုက်တဲ့အနေထားရောစစ်ဖြစ်နေတယ်เนาะ Zelensky နဲ့ Zelensky ကလည်းပဲသူမှန်းလို့မဖြစ်ဘူးဒီပြဿနာကထိုင်ဝမ်ကတော့ငြိမ်းချနေတယ်ထိုင်ဝမ်ကတစ်ချက်ကိုတစ်ချက်ပြပဲထိုင်ဝမ်နဲ့တရုတ်ကလည်းအားလုံးသိတဲ့အတိုင်းเนาะပြည်မာကြီးကထိုင်ဝမ်ကိုရန်ရှာနေတယ်ထိုင်ဝမ်ကလည်းကန်နေတယ်မေဒီကအားလေအကယ်၍ဒါကြောင့်စစ်ဖြစ်လာခဲ့ရင်ပြောလို့မရဘူး trade war ကနေပြီးတော့အခုပညာရှင်တွေပြောတာကအဲ့ဒီအချိန်ဟာလာရှိတယ် ဖြစ်လာခဲ့ရင်ဒါကြောင့် तू ကဆန့်ကပူတင်ကို तू ကရမချဘူးပေါ့ဗျာတဲ့တယ်ပြောလို့ရှိတယောက်ကတော့တ ார்க က်ထားတယ်ဆိုတော့ဒီလိုအနေထားပြည့်တဲ့ခါမှာခုစီးပွားရေးအနေထားအပြင်နိုင်ငံရေးအပြင်မှာ Trump ကကစားနေတယ်ဒါပေမဲ့ तू ကစားဘွက်က तू မှန်းလို့မဖြစ်တဲ့ခါမှာ तू အယူမိဝိုင်းဖြစ်တဲ့အနေထားတော့ရှိနေဘူးအဲ့လိုတုံးသက်လို့ရတယ်ဗျာโอเคဆရာအဲ့တော့ကမ္ဘာစတော့ဆရာကြီးပါထိတယ်ဆိုတော့ဒီရှစ်ဆက်ဖြစ်လာမဲ့အခြေအနေပေါ့เนาะ ကမ္ဘာစီးပွားရေးရောထိခိုက်မလားဒီကမ္ဘာလုံးမှာစီးပွားရေးရပြဿနာတက်နိုင်လားဒီတိုင်းဆက်သွားမယ်ဆိုရင်ပေါ့ track ဒီတိုင်းဆက်ကိုင်းမယ်ဆိုရင်ဒီတိုင်းလာဆက်သွားရင်အမေရိကန်နိုင်ငံရဲ့စီးပွားရေးဟာ recession သွားမယ်အမေရိကန်နိုင်ငံရဲ့ GDP growth rate ကမနစ်ကပေါ့နော်2.8%ထင်တယ်နော်တရုတ်က7%လောက်ဖြစ်နေတာတရုတ်ကကိုယ်စီးပွားပြိုတက်မှုနှုန်းမြင့်နေများတယ်ပေါ့ဗျာအခြေအနေကောင်းတယ်ပေါ့အမေရိကန်စီးပွားရေးကမနစ်ကအဲ့လောက်ရှိခဲ့အခုပြဿနာတက်လာပြီ supply chain ကတရုတ်ကအများဆုံးလာနေတာ အဲ့ဒါကိုတော့ပြတ်သွားရင်အမေရိကန်စီးပွားရေးကစိုက်သွားတော့မှာဒါကြောင့်လဲဆိုင်းရပြပြီလို့စတော့မတ်ကက်ကကြာသွားတယ်ဒါကြောင့်ဖန်ကသူ့ရဲ့ policy ကိုပြောင်းဖို့အတွက်သူအချိန်ယူလာရ60ကြီးလိုက်တယ်ဆက်သွားရင်ပြတော့မှာအမေရိကန်စီးပွားရေးကြာရင်တရုတ်လက်ထိမှာပဲဒါကြောင့်လဲတရုတ်ကအပြိုင်လိုက်ပြီးစီးုံနေတာလေဒါကြောင့်ကျန်တဲ့လူတွေလည်းကြည်နေတယ် trade partner တွေကြည်တဲ့ခါမှာအဲ့ဒီပုံမှာတော့မူတည်တယ်ဒီတိုင်းသာတရုတ်ကို self file လို့အမေရိကန်ကသွားရင်သူ့စီးပွားရေးလည်းထိမယ်ကမ္ဘာစီးပွားရေးပါထိမယ်ဒါကြောင့်ပညာရှင်တွေကပြောနေပြီး เนาะ recession ကိုသွားနေပြီသွားတဲ့ခါမှာဒါကိုဆက်မလုပ်ဖို့တားနေကြဟုတ်ပြီဆရာအရင်ဒီမိုကရက်သမရတွေတုန်းကလည်းဒီလိုကြီးကျယ်လှုပ်တာမျိုးမကြားမိဘူး။သူကြတော့ပြီးခဲ့တဲ့တက်တန်းမှလည်းလှုပ်တယ်အခုလည်းလှုပ်တယ်။ဆိုတော့ဟိုသူ့ရဲ့ပုံစံတမျိုးပေါ့ဟော့ဟော့ရမ်းရမ်းတော့ရှိတယ်။ဆိုတော့အခုသူ့ရဲ့တိုက်ကွက်ကလည်းသူပြန် post လုပ်ထားပြီ။ဟိုရှေ့တိုးလို့မရတဲ့အနေအထားဆိုတော့ trend အနေနဲ့ဒီတိုက်ပွဲကိုသူဘယ်လိုအဆုံးသတ်မယ်လို့ဆရာထင်လဲဗျ။သူကဟလာလှုပ်သမျှဖြစ်မယ်ဆိုတော့မှန်းချက်နဲ့ သူတာထွက်ကိုနော်အများကြီးအချိန်နဲ့ဆိုတင်လိုက်တာပေါ့ဗျာတင်လိုက်တာပဲနှစ်ရက်နေမှာဆိုင်းနေထိုးတယ်တကဘာလုံးကို तू ဟာဟလာဟိုပုံစံတော့မတူဘူးပေါ့နော်ချလိုက်တယ်အဲ့တော့ तू မန်းလို့မဖြစ်ဘူးရပိုင်းကောမှာနှစ်ရက်နေမှာဆိုင်းထိုးတယ်အဖက်ဖြစ်တာကိုယ့်ရဲ့နေမှာဖြစ်တာတပတ်ပေါ့ကိုယ့်ရဲ့နေမှာဆိုင်းနေအကုန်ပြရတဲ့ခါမှာ तू လျှော့လိုက်ရပြီလေပထမဆင်းလေရတော့မချောက်ဘူးပေါ့ဗျာနိုင်ငံသမားဆိုတော့ထုံးစံတိုင်းပေါ့ဗျာဒါပေမဲ့ဒီပြဿနာအကြီးကြီးဖြစ်တယ်ခုနလေကျွန်တော်တို့တင်ပြနေပြီကျွန်တော်တို့ဆိုတာစီးပွားပညာရှင်တွေက သုံးသက်တာကိုပြောနေတာပါနော်အဲ့ဒီမှာ TY က recession ကိုသွားတော့မယ်ကမ္ဘာစီးပွားရေးမှာပြက်မယ်ပြက်တဲ့အခါမှာဒါကိုရပ်ပေးပါနော်ရပ်စကားပြောမယ်ဆိုတော့ Trump policy မှာနေပြီးပြင်တော့ပဲနော်ဒါပြည်တွင်းကပညာရှင်တွေပါဝင်ပြည်သူလူထုအားလုံးကသက်ဆိုင်ရပါဗျာကျွန်တော်တို့ခုနပြော Congress တို့ Senate တို့ကအဆပါဗျာသို့တော့သူ့ Republican နဲ့မှတ်တော့သူကခွန့်ထားတဲ့ခါကျတော့ဟိုလောလောဆယ်ဇက်ပိတ်နေတာပေါ့နော်ဒါပေမဲ့တစ်ချက်ပြန်ကြည့်အခုမိတမ်းမှာပြဿနာကြီးမယ်ဒါသူ့အမေရိကန်နိုင်ငံရဲ့နိုင်ငံရေးပေါ့နော် ူကအားလုံးကို तू က republic ကိုင်းထားတာကို congress မှာရောစီးနေမှာ तू က majority က तू ကိုင်းထားတဲ့ခါကျတော့ तू ကလုံးလို့ရတယ်ဆိုရင်အမြင်နဲ့ပုံကိုလည်းချိန်ကြီးမှာပေါ့ဗျာအဲ့လိုလုံးလိုက်တယ်လို့ကျွန်တော်ယူဆလို့ရတယ်ဆရာနိုင်ငံအလိုက်ဒေတာအလိုက်အခြေအနေအားလုံးကိုပေါင်းစပ်ပြီးလို့စဉ်းစားချင်းကျင်ပြီးမှချမှတ်မဲ့ policy ဖြစ်တယ်အဲ့ဒါကိုဒီပြိုင်နယ်နဲ့နော်မြန်မြန်ဆန်ဆန်နော် in and on ဖြစ်တဲ့ခါဒီပြဿနာတွေတက်လာတဲ့ခါသူ policy ပြန်တုံးသွားမှာပေါ့ခင်ဗျာနော် policy ပြန်တုံးသက်ရမယ် ဖြစ်နိုင်တာကကိုယ့်ရဲ့ပြည်ပြည်တိုင်းပြည်မနစ်နာအောင်ပေါ့ဘလို့သွားမလဲဆိုတာတော့ပြင်ရမလို့မြင်တယ်သူလည်းကျွန်တော်ထင်တယ်သူလည်းလေတာကြီးနေတာမျက်လုံးတော့ပြားနေပြီလို့ထင်တာပဲနော်ဟုတ်ကဲ့ဆရာကျေးဇူးပါအခုဒေါ်နယ်ထရန့်ရဲ့အခုစီးပွားရေးဆိုင်ရာနော်မူဝါဒနဲ့ပတ်သက်ပြီးတော့ political ဖြစ်နေတယ်အခုဖွင့်လိုက်ပိတ်လိုက်အဆိုင်ခံလိုက်ဆိုတော့ချုပ်ချက်ခန့်နေတဲ့အနေထားမှာဆရာအခုလိုရှင်းပြလိုက်တော့ကျေးဇူးထူးတယ်ပါဆရာဟုတ်ကဲ့ပါ